င်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အလုံးမဲမင်္ဂလာရှိနေရတဲ့မင်္ဂလာရှိရတဲ့ချိန်တွေကိုပိုင်ဆိုင်လိုက်ကြပြီးပြပြအမရဝေးกว่าကကိုရောစိတ်ပါကြမှာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု pick up by reading လေးကဒီဒီဇာမောလာပြည်နေပြီးတလာပေါ့နော်တလာအချိန်အတွင်းမှာကိုရဲ့ကံကြမ္မာအပြောင်းလဲပေါ့နော်သူတိတာထင်ရှားတယ်ပေါ့နော်ကံကြမ္မာအပြောင်းလဲကဘာဖြစ်မလဲနောက်ပြီးတော့ကိုရဲ့ အစားရှောက်လည်းဖြစ်နိုင်တယ်တမမဟုတ် universe ကလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုကိုဘလို message တွေရောပေးခြင်းနေပေါ့နော်ဒါလေးကို pick up by reading လေးဖတ်ပေးထားတာဖြစ်ပါလေရှင်အဲ့တော့ဒီဘက်ကနေစပြီးတော့ရွေးရမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကဖိုင်ဝမ်ပေါ့နော်ဒီ strawberry quest လေးပေါ့ဒါလေးနဲ့ဆိုရင်တော့ဖိုင်ဝမ်ပြီးတော့ဒီ black of styrian လေးနဲ့ဒါလေးကိုရွေးမယ်ဆိုရင်တော့ ဖိုက်တူအဒီလက်ဘစ်စတုံးလေးပေါ့နော်အပြာရောင်လေးဒါလေးနဲ့ရွေးမယ်ဆိုလို့ရှိရင်တော့ဖိုက်3နောက်ဒါကြောက်စိမ့်လေးပေါ့နော်ကြောက်စိမ့်လေးနဲ့ရွေးမယ်ဆိုလို့ရှိရင်တော့ဒါကဖိုက်4ပါအခုသဘောကျတဲ့ဖိုက်တစ်ခုကိုရွေးပါရေးပြီးတော့မှအဖြေကိုစက်တီပေးပါအချိန်တွေကိုတော့အောက်မှာရေးပေးထားမှာဖြစ်ပါတယ်ရှင်အဲ့တော့အချိန်ယူပြီးတော့ပေါ့နော် ီဒီယို post လုပ်ပြီးတော့ဖြစ်စေချိန်ယူပြီးတော့မှရွေးချယ်ပေးလို့ရပါတယ်။အမ်အကောင်းဆုံးနည်းလမ်းကတော့ဝင်လေထွက်လေပေါ့နော်၃ချိန်လောက်ရှူသွင်းရှူထုတ်လုပ်ပြီးကမှဒီမိကုံးလေးကိုအာရုံစိုက်ပေါ့နော်ကိုယ့်ရဲ့ဒီဒီဇာမောင်းလာပြီးနေရနေတလားတလားတီတီပေါ့နော်အဲ့ချိန်အတွင်းကကြမှာကဘာဖြစ်မလဲဆိုတော့ဒီမိကုံးလေးကိုအာရုံစိုက်ပြီးတော့မှရွေးချယ်ပေးပေါ့နော်ကိုယ်နဲ့ကိုက်ညီမဲ့တဲ့နဲ့ group တစ်ခုကို file တစ်ခုကိုရွှေ့ပြီးတော့မှအဖြေကိုကြည့်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော် တော့ဒီ reading ရဲ့နောက်နောက်ပိုင်းမှာပေါ့နော်ဖတ်ပြီးသွားတဲ့ reading ရဲ့နောက်ပိုင်းမှာလည်းပဲဒီ November လအတွက် promotion လေးပေါ့နော်အဲ့ဒါလေးကိုကြီးညာဖို့ရှိတယ်ပေါ့နော် reading နေပြီးသွားတဲ့အခါကျတော့ဆင်တော့ကြီးညာပေးမှဖြစ်ပါလိမ့်ရှင်အဲ့ဖိုင်ပေးဖို့အတွက်ကို အချိန်ခဏလေးပေးမယ်ပေါ့နော်5စက္ကန့်လောက်อืม ရီဗျူအရလို့ထင်တယ်ပေါ့နော်အဲ့တော့ဒီဘက်ကနေစပြီးတော့ပြောပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ strawberry quartz လေးကိုရွေးထားတဲ့ဖိုင်ဝမ်းများအတွက်ပေါ့နော်ဖိုင်ဝမ်းများအတွက်ကဒီဒလာတီတီမှာอืมခန်းစားချက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပြောင်းလဲလေးတွေရှိလာနိုင်မယ်ဆိုတော့မြင်တဲ့အခြေအနေနဲ့ပတ်သက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အင်းတော့ရင်းနဲ့ပတ်သက်တာလည်းဖြစ်နိုင်တယ်မိတ်ဆွေတငယ်ချင်းလည်းဖြစ်နိုင်တယ်ဘယ်ရမစို့ပေါ့နော်ကိုယ်အနေနဲ့ခန်းစားချက်နဲ့ပတ်သက်ပြီးတော့ အပြောင်းလဲလေးတွေအသက်ကလေးတွေရှိလာမယ်ဆိုတာမျိုးလို့တွေ့ရတယ်။တချို့ကြတော့လည်းချစ်သူရည်စားတဲ့ရတာမျိုးပေါ့နော်။အဲ့လိုမျိုးလေးရှိလာလိမ့်မယ်။စိတ်ဝင်စားစရာ၊ရင်ခုန်စိတ်လှုပ်ရှားစရာလူတတရာကိုဘွားတွေဝေလျှောက်လာတာမျိုးဒီလိုနဲ့အဆက်အသွယ်လုပ်ဖြစ်တာမျိုးပေါ့နော်။ date ဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့လိုမျိုးလို့မြင်ရတယ်။ Um အဲ့တော့ the ring နဲ့ okay relationships marriage cooperation togetherness cycles အော်ဒီတလကတော့ကိုယ့်အတွက်ကိုဒီ relationship တွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီမတွေ့ရတဲ့အရာကတော့လေ commitment ပေးတဲ့ပုံစံမျိုးလို့ခန်းစားမိရတချို့ဆိုလို့ရှိရင်လက်ထပ်တာမျိုးစိတ်ဆက်တာမျိုးဗောနော်ဒါမျိုးတွေအထင်ကြီးအနေနဲ့ဗောနော်ဒါမျိုးတွေလို့ဖြစ်လိမ့်မယ်ဆိုလို့မြင်တယ်တချို့ကြတော့လည်းပဲဒီစာချုပ်စာတမ်းတွေဗောနော်စာချုပ်ချုပ်ဆိုတာမျိုးတွေအဲ့ရင် အိမ်စာချုပ်ဖြစ်စေတခုခုပေါ့နော်လိုမျိုးအယောင်းဝယ်စာချုပ်လိုမျိုးတွေချုပ်ဆိုတာမျိုးတွေကောင်းမွန်နေပေါ့နော်ဟိုစာချုပ်စာတမ်းတွေချုပ်ဆိုရတာမျိုးတွေဒါမှမဟုတ်လေပူပေါင်းอ่ะဒါမျိုးပေါ့နော်လုပ်ငန်းလုပ်ငန်းပူပေါင်းတာမျိုးအလိုသဘောတူစာချုပ်မျိုးတွေချုပ်ဆိုတာမျိုးတွေရှိလာလိမ့်မယ်ဆိုတာလို့တွေ့ရတယ်။အတူတူပူပေါင်းပြီးတော့ပြုလုပ်တဲ့ကိစ္စတွေအောင်မြင်နိုင်မယ်ဆိုတာမျိုးလို့မြင်တယ်။ဒါကဘယ်သူမဆိုပေါ့နော်။ဘယ်လိုနဲ့ပဲမှမဆိုပေါ့နော်။အဲ့လိုမျိုးလို့မြင်တယ်။อืมစပြေတယ်ပေါ့နော်။ အဲ့တော့ဒီမှာနောက်ထပ်ခန်းစားမိတဲ့အရာကတော့ဒီဒီဇာမုံလာပြီးအရာကနေပြီးတော့ဒီ reading ကိုဖတ်တာကဒီဇာမုံလာပြီးညမှာဖတ်တာပေါ့နော်အဲ့တော့ဒီ reading sorry ဒီဇာမုံလာပြီးနေရနေပြီးတော့တလားတီးတီးအချိန်အတွင်းမှာတွေ့လာရမယ် new love new interest ပေါ့နော်လူသစ်တယောက်ပေါ့နော်အာကိုဘော်တဲကိုရောက်လာမယ်လူသစ်တယောက်ခြေနဲ့ပတ်သက်လို့ဖြစ်စေတခြားနယ်ပယ်ရာဖြစ်စေပေါ့နော်ဒီလူနဲ့ပတ်သက်လို့ကတော့အာ ကိုယ်အနေနဲ့လည်းပေါ့နော်ကိုယ့်ရဲ့ဒီ sense ကနေပြီးတော့ပေါ့နော် intuition ကနေပြီးတော့ထူးခြားတယ်လို့ပေါ့နော်လူမျိုးခံစားမိတဲ့လူတရားပေါ့နော်ဒီလူတရားနဲ့ပူပေါင်းဆောင်ရွက် issue ပေါ့နော်အကျိုးတူပူပေါင်းဆောင်ရွက်မှုတွေပြုလုပ်ရလိမ့်မယ်အဲ့လိုပြုလုပ်တဲ့အခါကျတော့ရှင်လည်းပဲအဆင်ပြေအောင်မြင်လိမ့်မယ်ဆိုတာလို့တွေ့တယ်။ချိုးကြတယ်ဒီလိုနဲ့ရေးရှိလက်တွဲသွားဖြစ်လိမ့်မယ်ဆိုတာမျိုးပေါ့နော်။ဒီလိုကကိုယ့်ဘဝတော့ကို the right one ဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးတွေဖြစ်လာလိမ့်မယ်ဆိုတာလို့တွေ့တယ်။ အဲ့တော့ page နဲ့ message ကတော့ discover တဲ့ spot new opportunities ကိုတက်ကိုအခွင့်အလမ်းကောင်းတွေကိုဆက်လက်ပြီးတော့ရှာဖွေပါ ကိုတက်အခွင့်အလမ်းကောင်းတွေကလည်းကိုကိုအနားမှာရှိတယ်ပေါ့နော်ကိုကဒါတတိမထားမိလို့ဆိုတဲ့ပုံစံမျိုးလို့မြင်ရတယ်အဲ့တော့အခွင့်အလမ်းတွေကိုရှာဖွေဖို့အတွက်ကိုလည်းပဲကြောက်ရွံ့တာမျိုးဟောကိုကိုပေါ့နော်အလိုမျိုး insecure ဖြစ်တာမျိုးပေါ့နော်အလိုမျိုးတွေမဖြစ်ဘဲနဲ့ တတိရှိရှိနဲ့ကိုကိုယုံကြည်မှုရှိရှိနဲ့ဒါရှားဆက်လက်ပြီးတော့ရှားပွေးပါအခွင့်အလမ်းနေတဲ့အတူတူအခက်ခဲတွေဆိုတာကလည်းကြုံလာရမှာပဲပေါ့နော်ဒါတွေကိုကြုံလာရတဲ့အခါကျလို့ရှင်လည်းပဲကိုအနေနဲ့ကခိုင်မာတဲ့စိတ်ဓာတ်နဲ့ဖြတ်တမ်းပါအတိတ်အတွေကိုသင်ယူရင်းနဲ့ဖြတ်တမ်းပါဒါကိုယ့်ရဲ့စိတ်ဓာတ်ကိုကိုယ့်ရဲ့ခံစားချက်ကိုကိုယ့်ရဲ့အတွေးခေါ်ပိုင်းတွေကိုရင့်ကျက်အောင်ပြုပြင်ပြောင်းလဲစူးစမ်းရင်းနဲ့ဖြတ်တမ်းပေါ့နော်ဒီလိုလေး message ကိုပေးခြင်းနဲ့ဆိုတာတို့တွေ့ရတယ်ပေါ့နော် ဒါကတော့ဖိုင်ဝမ်များအတွက်ပါဒါဆိုရင်အခုဖိုင်2များအတွက်ကိုကြည့်ကြည့်ပါမယ်အဲ့ဖိုင်2တွေကတော့ hmm ten of swords တဲ့ဖိုင်2တွေကဒီတလာအတွင်းမှာအဆုံးသတ်ရှိလိမ့်မယ်ဆိုလို့မြင်တယ်အထူးသဖြင့်တော့ကိုယ့်ရဲ့အတွေးပေါ့နော်ကိုတွေးထားတာကိုခံမှန်းထားတဲ့အရာပေါ့နော်အဲ့အရာတခုက မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာလေးဖြစ်နိုင်တယ်ပေါ့နော်ဒီလိုအရာတစ်ခုကဒီလိုအတွေးကအဆုံးသတ်သွားလိမ့်မယ်ဆိုတာမျိုးလို့ခံစားမိတယ်။ဘာကြောင့်ရမသိဘူးမဲ့ဒီ gut ကိုခံစားမိတာကဒီလိုပုံစံ reverse အနေနဲ့ခံစားမိတယ်ပေါ့နော်အနောက်ကကန်နဲ့တွဲပြီးတော့ကြက်လာမျိုးကြောင့်လည်းဖြစ်နိုင်တယ်။ကိုယ့်အတွက်ကိုပင်ပန်းမှုတွေလွန်မြောက်မဲ့ကာလဖြစ်ပြီးဆိုတာမျိုးလို့အဆုံးသတ်မဲ့ကာလဖြစ်ပြီးပေါ့နော်အစ်စ်ပြန်စားတင်ရမယ့်ကာလ ကိုယ့်ရဲ့နာကျင်မှုတွေအဆုံးသတ်မဲ့ကာလပေါ့နော်ဒီနာကျင်မှုတွေကနေပြီးတော့ပြောရင်အနာဒီအနာကနေပြီးတော့အနာဖေးတက်ပြီးတော့အစ်စ်အစ်စ်တွေဆဲအစ်စ်တွေပြန်ပြီးတော့ပေါက်ဖွာလာမဲ့ကာလလို့ပုံစံမျိုးလို့ခန်းစားမိတယ်ပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တွေကိုအကောင်အထည်ဖော်တဲ့နေရာမှာမဖြစ်နိုင်ဘူးလို့တွေးထားတဲ့ကိုယ့်ရဲ့အဲစိတ်လည်းဖြစ်နိုင်တယ်ဒါအောင်ဖြစ်နိုင်ဘူးလို့ထင်ရတော့တဲ့ဒီအခြေအနေတွေကအဆုံးသတ်သွားမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ်ဒီလိုအဆုံးသတ်သွားတာနဲ့အတူတူကိုယ့်ရဲ့ရည်မှန်းချက်တွေအိမ်မက်တွေကလည်း အကောင့်ထဲပေါ်ပြလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်။ပို့ပြီးတော့လည်းကိုယ့်ရဲ့ email ချက်တွေအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်ကိုဟိုထင်သားမြင်သားပို့ရှိလာမယ်ဆိုတာမျိုးပေါ့နော်။အဲ့လိုမျိုးကိုလည်းတွေ့ရတယ်။နောက်ကောင်းမွန်တဲ့အရာတွေကိုယ့်စီကိုရောက်လာမယ်ဆိုတာလို့တွေ့တယ်။ကိုယ့်ရဲ့ဒီပြုလုပ်ခဲ့တဲ့ကံရဲ့အကျိုးပေးမှုပေါ့နော်။ရရှိခံစားရမယ့်ကာလဆိုတာမျိုးလို့တွေ့ရတယ်။ကျဆိုလို့ရှိရင်အသက်စတင်တာမျိုးတွေပေါ့ဒီမှာလည်း new beginning ပါတယ်ပေါ့နော်အသက်စတင်တာမျိုးတွေရှိနေမယ် ကောင်းသောအသက်စတင်ခြင်းတွေဖြစ်လိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ်။နောက်ကိုယ်ကနာမှာ blessing silver တကြောင်မလို့ကောင်းမွန်တဲ့အရာတွေကိုနာမှာဝန်းရံနေလိမ့်မယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်။ပို့ပြီးတော့လေကိုယ့်ရဲ့ရည်မှန်းချက်တွေကထင်ရှားလာလိမ့်မယ်ဘလိုဘလိုမျိုးနဲ့ဆက်သွားရမလဲဆိုတာကိုလေပြပြတသားနဲ့မြင်လာလိမ့်မယ်ဆိုတာမျိုးပေါ့နော်။ ပြောရတာဒီမှာ positive ဆိုတဲ့ပုံစံတိုင်းပေါ့နော်အကောင့်ဘက်ကနေပို့ပြီးတော့တွေးဖြစ်လာလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်သူသဖြင့်ဒီတွေးခေါ်ပိုင်းနဲ့ပတ်သက်ပြီးပေါ့နော်ကိုယ့်ရဲ့ mindset တွေပြောင်းလဲသွားလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်ပို့ပြီးတော့ကောင်းတဲ့ဘက်ကနေပြီးတော့တွေးဖြစ်ပြီးတော့အဲပို့ပြီးတော့ကောင်းတဲ့ဘက်ကနေပြီးတော့လှုပ်ဆောင်ဖြစ်လိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲ့တော့ page name message ကတော့ boundaries တဲ့ put a ring around yourself and your energies အဲ့တော့ ဘယ်သူနဲ့မဆိုပေါ့နော်ဘယ်ဆက်ဆိုင်ရေးပါမဆိုဘယ်အခြေအနေမှာမဆိုကိုအနေနဲ့ကတော့စီတို့ကန့်တတ်ချက်တို့ကတော့ထားတဲ့နေပေါ့နော်ကိုကိုရဲ့ကိုနားမှာတို့မျိုးစီးချထားမှာစီးကထားမှာပဲကိုကိုကိုရောနောက်ကိုရဲ့ energy ဒါကိုချရတဲ့သူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုလူတွေကိုကောက်ခဲ့ပေးတယ်သူတပင်းကတော့ဒါကိုအတွက်ကိုကြည့်ရအောင်ဆိုလေကိုကိုဒီနာကျင်ရတဲ့ဒီလိုမျိုးအခြေအနေတွေကနေပြီးတော့အော်ထက်ခါထက်ခါ မကြစေဖို့အတွက်ရောဒီချင်းလေးတို့ထက်ခါထက်ခါမကြုံစေဖို့အတွက်ရောဒီကနေရုံထွက်နိုင်မှုအတွက်ရောကြုံလာခဲ့ပဲဆိုလို့ရှိရင်တော့မှပဲအလွယ်လေးနဲ့ကြောဖြတ်နိုင်မှုအတွက်ရောပေါ့နော်ကိုယ့်ရဲ့ energy တွေမကြဆင်းဖို့အတွက်ရောကတော့ boundary ထားပါပေါ့နော် limit တစ်ခုထားပါအဲ့ဒီထက်ကိုမကြော်စင်းနဲ့ပေါ့နော်မပိုစင်းနဲ့ပေါ့နော်ကိုယ့်ကိုယ်လည်းအဲ့လိုမျိုးစီးနဲ့ကန်းနဲ့ချစီးနဲ့ကန်းနဲ့သွားပေါ့နော်စီးစနစ်နဲ့သွားစီးနဲ့ကန်းနဲ့သွားအော်အချိန်စရာနဲ့သွားအဲ့လိုပုံစံမျိုးပေါ့နော်ဒီလိုလေးကို message ပေးခြင်းနဲ့ဆိုတော့တော့ခံစားမိတယ်ပေါ့နော်ခုကတော့ pine tree မြောက်တက်ပါအဲ့တော့ pine tree ဒီ lapis stone လေးကိုရွေးထားတဲ့သူမြောက်တက်ပေါ့နော်อืมဒီပါ10 cups တဲ့ ဆန္ဒကပ်ဆိုတော့ဒီမှာတွေ့ရတဲ့အရာကတော့ relationship နဲ့ပတ်သက်ပြီးတော့မိသားစုပိုင်းမှာပေါ့နော်မိသားစုနဲ့ပတ်သက်ပြီးဆိုကြတဲ့အိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ချီအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဓိကပုံဖြစ်နေမယ်ဆိုတာလို့ခန်းစားမိရဲ့ marriage တွေတော့မြင်နေရတယ်ပေါ့နော်အဲ့လိုမျိုးလက်ထပ်ပွဲတွေခက်ခက်နန်းနန်းထက်တာကိုယ်ကိုချီရတဲ့သူနဲ့အတူတူအချိန်နဲ့ဒီဒီလိုနဲ့ကုံဆုံးဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးကိုလည်းတွေ့ရတယ်อืม မိသားစုတွင်မှာတည်ငောင်းနေကြပြီးတော့အေးချမ်းပျော်ရွှင်နေရမယ့်ကာလမျိုးပေါ့နော်အဲ့လိုမျိုးလို့တွေ့ရတယ်။ဒီမှာတစ်ခုရှိတာကတော့ဒီအရာတွေနဲ့အတူတူပေါ့နော်။ဟွန်းကိုကိုဒီပျော်ရွှင်မှုတွေကိုပြက်ပြားစေမဲ့ကိုကိုလည်းဖြစ်နိုင်တယ်ကိုကိုထင်ရောက်ထင်မှားတာပေါ့နော်အဲ့လိုမျိုးကိုမလုံခြုံတဲ့ခံစားမှုတွေထင်ရောက်ထင်မှားဖြစ်တာမျိုးတွေအာဒီလိုခံစားချက်မျိုးတွေလည်းရှိလာနိုင်တယ်လို့ ဒီပျော်ရွှင်နေတဲ့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အဝန်ဝိုင်းကိုယ့်ရဲ့ကိုနဲ့ကိုနာသူတွေပေါ့နော်ဒီလိုလူတွေရဲ့ဆက်ဆံရေးကိုအဆင်မပြေအောင်လို့ကြောင်းဝင်နှောက်ရှက်မဲ့လူတွေဒါမှမဟုတ်အဲ့လိုအခြေအနေမျိုးတွေလည်းရှိလာနိုင်မယ်ဆိုတာလို့တွေ့နေပေါ့နော်음အဲ့တော့ဒီမှာတွေ့ရတဲ့အရာကတော့ခံစားတဲ့နဲ့ပတ်သက်ပြီးတော့ extreme ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလို့ခံစားမိတယ် ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့စိတ်ကိုအေးစဉ်းစားထားသိကျင်နေပေါ့နော်အာရန်ကြီးအဆုံးမရောက်သွားစေဖို့အတွက်ကိုထိန်းချုပ်ဖို့လိုအပ်တယ်ဆိုတာမျိုးလို့ခန်းစားမိတယ်အကောင့်နဲ့အဆိုးနယ်ကတော့ထွန်တွဲနေမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလက်တွေ့ရတယ်လို့ကိုကိုနဲ့ကိုမိသားစုကိုနဲ့ကိုချေရတဲ့သူပေါ့နော်ကိုနဲ့အဆင်ပြေနေတဲ့သူဒါမှမဟုတ်ကိုယ့်ရဲ့ဘဝလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီအရာကိုနှောက်ရှက်မဲ့ အနောက်ဆက်တွေလည်းဂျုံလာရလိမ့်မယ်ဆိုတာမျိုးလို့တွေ့ရတယ်။တတိယထားဖို့လိုအပ်တယ်ပေါ့နော်။ကိုနေနေကတော့သူဆိုလို့ရှိရင်ဒီမှာတွေ့ရတဲ့အရာကအင်းစီရင်မျိုးတွေပေါ့နော်။အဲ့လိုမျိုးတွေနေတာအောင်လောက်တာမျိုးလည်းအဲ့ ठी ကိုဖြစ်သွားနိုင်တယ်ပေါ့နော်။နောက်အလိန်ညာတတိထားဖို့လိုအပ်တယ်ဆိုတာမျိုးလို့မြင်တယ်။လူလိမ့်မိတာမျိုးပေါ့နော်။နောက်ကိုကိုကိုလို့ ချင်ရောက်ထင်မာတွေဖြစ်အောင်ပေါ့နော်လာပြီးတော့သွေးထိုးလုံးစော်ပေးမဲ့သူမျိုးတွေတောင်ရှိလာနိုင်တယ်ဆိုတာမျိုးလို့မြင်တယ်အဲ့တော့ကိုယ့်ရဲ့ကိုယ့်ကိုယုံကြည်မှုတွေပျောက်ဆုံးသွားအောင်လို့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါလေးရသတိထားဖို့လိုအပ်တယ်အပျော်နောက်ကနေပြီးတော့အပြက်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဒါတွေတော့ဖြစ်လာတတ်တယ်ဆိုတာမျိုးလို့တွေ့ရတယ်အဲ့တော့ nostalgic hold your ground and shine bright and unwavering unwavering ဒီမှာတွေ့ရတဲ့အရာကတော့ကိုယ်အနေနဲ့ကကိုယ်ပုံစံတိုင်းပေါ့နော်ကိုယ့်ရဲ့ရှိနေတဲ့ပုံစံတိုင်းကိုမပြည့်စည်သွားအောင်ဒါလက်ရှိရှိနေတဲ့အနေအထားပေါ့နော်ခံခံစားချက်အတွေ့အခေါ်အစအစအရာရာကဒီတိုင်းကိုဆက်ရှိသွားဖို့အတွက်ကိုတော့စ조사ထိမ့်သိမ့်ဖို့လိုအပ်တယ်။အဲ့တိုင်းသာဆက်ပြီးတော့နေသွားဖို့လိုလိုအပ်တယ်ပေါ့နော်။ဘာမှအထွေအထူပြောင်းလဲနေစရာမလိုဘူး။ကိုကကိုယ်အတိုင်းပဲကိုယ်ပုံစံအတိုင်းပဲမှန်မှန်သွားဖို့ပဲလိုအပ်တယ်။ အဲ့ဒီကနေပြီးတော့မှအထွေထူးပြောင်းလဲသွားပြီးတော့တစ်ဖက်ဖက်ကိုရိမ့်သွားတယ်ဆိုလို့ရှိရင်တော့ကိုတက်ကအဆင်မပြေမှုတွေကတော့ကြုံလာရမှာပဲပေါ့နော်အဲ့တော့ knock star လို့ပုံစံမျိုးပဲလက်ရှိရှိနေတဲ့အတိုင်းကိုပဲမမမမနဲ့ကိုယ့်ကိုရက်တည်ပြီးတော့ပေါအောင်မကြီးမဆိုင်ပဲနဲ့ဘလို့အရာပဲကြုံရကြုံရရိုင်လဲသွားတာမျိုးပြိုလဲသွားတာမျိုးမဖြစ်ပေမဲ့မဖြစ်ပဲနဲ့ပေါ့နော်ပုံမှန်သာရှေ့ဆက်သွားပါတော့ပုံမှန်အတိုင်းလာသွားပါပေါ့နော်အတို့လေးတော့ message ပေးခြင်းနဲ့ဆိုတာလို့ခန်းစားမိတယ် ဲ့တော့ group 4ဒီကြောက်စင်းရေးထားတဲ့သူများအတွက်ဖြစ်ပါတယ် group 4တွေကသစမ်းနဲ့သစမ်းနဲ့အနောက်မှာကြာတော့ the whip တဲ့음အဲ group 4တွေကကြတော့ဒီမှာတွေ့ရတဲ့အရာဆိုရှင်ကိုယ်အနေနဲ့ကအောင်မြင်မှုတွေရရှိလိမ့်မယ်ဆိုတော့မြင်တဲ့အထူးသဖြင့်ကိုယ့်ကိုယ်အပြိုင်ဆိုင် သဘောမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးလိုက်ပြိုင်နေတဲ့သူတွေကိုအောင်းနိုင်လိမ့်မယ်ဆိုတာမျိုးရယ် now လက်ရှိကိုကြုံနေရတယ်ပေါ့နော်အခက်ခဲတွေကနေပြီးတော့ကြော်လွားပြီးတော့အေဂျင့်နဲ့စိတ်ပျော်ရွှင်ရတဲ့ဘဝတစ်ခုကိုရောက်လိမ့်မယ်ဆိုတာမျိုးလို့မြင်နေခက်ဆင်စင်ပဲနော် group 3တွေတော့ခက်ဆင်စင်ပဲဒါပေမဲ့တစ်ခုရှိတာကဒီမှာခံစားမိတဲ့အရာကတော့ group 4တွေကဒီ ဇာမုံလာပြီးရနေတလားအတွင်းပေါ့နော်ဒီအချိန်တွေအတွင်းမှာတော့သဆန်း energy နဲ့သွားဖြစ်လိမ့်မယ်ဆိုလို့မြင်တယ်ဘလို့အရာတွေပဲလာလာကိုနေနဲ့ဘလို့နှောက်ရွက်တွေပဲလာလာအဆင်ပြေပြေနဲ့ကိုကြော်လွားနိုင်လိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ကြောက်ရွံ့သွားတာတုံ့လုံသွားတာမျိုးမရှိပဲနဲ့အကွာနဲ့ကိုပေါ့နော်ရှေ့ဆက်နိုင်လိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်อืมอ่ะ personal personal message ကတော့ဒီမှာတွေ့ရတဲ့အရာဆိုရင်ဘလို့ ဘယ်လိုမျိုးပဲကြုံရကြုံအောင်ပေါ့နော်အဲဒီတလအတွဲမှာကိုနေနဲ့ကလာပေးရသူကသူ့စီကိုပြန်ပြောရင်ကိုကမှလက်မခံအောင်ဆိုလို့ရှိရင်ပေါ့နော်သူလာပေးတဲ့အရာသူ့အတူပြန်ယူသွားရတယ်ပြန်တဲသွားရတယ်ဆိုတော့အဲ့လိုပုံစံမျိုးကိုထားပြီးတော့ဒါရှေ့ဆက်ဖို့ဖို့အကြံပေးခြင်းနဲ့ပေါ့နော်စိတ်ကိုရှင်းရှင်းထားဖို့အကြံပေးခြင်းနဲ့ပို့ပပထားဖို့လည်းအကြံပေးခြင်းနဲ့ ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ငင်းခုံရမယ့်ကိစ္စတွေအဲ့လိုအပြန်လန်စကားတွေပြောရမယ့်ကိစ္စတွေပေါ့နော်အဲ့လိုဒီကနေအာဖယ်ပြီးတော့နေစေခြင်းနဲ့အဲ့လိုကိစ္စမျိုးမဖြစ်အောင်ထိတ်တိုက်မတွေ့အောင်လို့နေစေခြင်းနဲ့ပေါ့နော်အမ် ဲ့တော့ပေးထားတဲ့ message ကတော့ဒီမှာဟိုဒီ group 4 by 4တွေပေါ့နော်5 by 4တွေအတွက်ကနှစ်ကပ်ဖြစ်တယ်ပေါ့နော် limitless နဲ့ radiate နဲ့ဒီနှစ်ခုကလေဒီသစန်းကဒီမှာဖြာထွက်နေတဲ့ပုံစံမျိုးနဲ့တူတူပဲပေါ့နော်ကိုကပြောရရင်ကိုရဲ့အချိန်ဟွာတွေကအကန့်အသတ်မရှိကိုရဲ့အရေးချင်းတွေကအကန့်အသတ်မရှိကိုရဲ့ aura တွေကအကန့်အသတ်မရှိပေါ့နော်ကိုရဲ့အာဉာဏ်ပညာအာနောက်ကိုရဲ့ စာနာနားလည်မှု EQ လို့ပြောမှာပေါ့နော်ဒါတွေအကုန်လုံးကလေဟိုအကန့်အသတ်မရှိဘူးပေါ့နော်ပြောရရင်ကိုကကြိုးစားရင်ကြိုးစားတဲ့လက်ကိုရရှိနိုင်တဲ့အနေအထားမျိုးပေါ့နော်အဲ့ဒီရကလည်းပဲကိုစီရနေကိုရဲ့အတွင်းထဲရနေပြီးတော့ဖျားထွက်နေတာမျိုးပေါ့နော်အဲ့တော့ကိုကအဓိကသိရမှာကိုကဒီလိုမျိုးတံမိုးရှိတဲ့သူတယောက်ဒီလိုမျိုးအရေးချင်းရှိတဲ့သူတယောက်ဒီလိုမျိုး aura တွေရှိတဲ့သူတယောက်ပေါ့နော်အချိန်ဝါတွေရှိတဲ့သူတယောက်ဒါကြောင့်မလို့အမ်ဘယ်လိုအရာကိုမဆိုကိုက ကိုယ့်ရဲ့ဒီအရှိန်အဝါတွေနဲ့ကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ကိုပိုင်ဟန်နဲ့ဖြတ်တန်းနိုင်တယ်ဆိုတာမျိုးရယ်။နောက်ကိုကိုတိုင်းကိုရောတခြားသူတွေကိုရောအလင်းရောင်တွေပေးနိုင်တဲ့သူတရားပေါ့နော်။အကြံဉာဏ်ကောင်းတွေပေးနိုင်တဲ့သူတရား၊မေတ္တာတွေပေးနိုင်တဲ့သူတရား၊နီလန်းကောင်းတွေပေးနိုင်တဲ့သူတရားအဲ့လိုလိုမျိုးဖြစ်နေရှိနေတယ်ဆိုတာကိုတော့အာအဲ့လိုစိတ်ဓာတ်မျိုးပေါ့နော်။အဲ့လိုစိတ်ဓာတ်မျိုးတော့ထားစေခြင်းနဲ့ဆိုတာမျိုးလို့တွေ့ရတယ်။နောက်ဒီဒါပြောရမယ်ဆိုတော့ဒီတလအတွင်းမှာတော့ကိုရဲ့ဒီအချိန်ဝါတွေကလည်းတော်တော်လေးကို ဘယ်သူမှလာပြီးတားဆီးလို့မရအောင်လို့ပေါ့နော်တောက်ပါနေလိမ့်မယ်ဆိုတာမျိုးဒါကြောင့်မလို့လေအဲဒီလို energy ခံစားမိတာပေါ့နော်ခုနကလည်းပြောခဲ့တယ်ပေါ့နော်ဒါမျိုးကြုံနေရပဲမယ်လည်းပဲကိုယ်နေကိုယ်လာပြီးတိုက်ခိုက်တဲ့သူတွေအဆင်ပြေစေမဲ့အခြေအနေတွေကြုံနေရပဲမယ်လည်းပဲအကောင်းမွန်ဆုံးနဲ့ကြော်ထားနိုင်လိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲလိုမျိုးလို့တွေ့ရတယ်နောက်တစ်ခုဒီမှာတွေ့ရတဲ့အရာခံစားမိတဲ့အရာဆိုရှင် ကိုမှာအဆောင်ရှောက်ကောင်းနေရှိရဲဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်။နောက်ကိုကအတိတ်ဘဝကလည်းကောင်းတဲ့အရာတွေအများကြီးလုပ်ခဲ့တဲ့သူလို့ခန်းစားမိတယ်။ဒါကြောင့်မို့လို့တော်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 ဆိုရင်ကိုကိုလာပြီးတော့တိုက်ခိုက်တာမျိုးလုပ်လို့မရဘူး။သူသူဖြစ်အဲ့လိုအစီရင်နဲ့လောက်တာမျိုးဖြစ်ဖြစ်ပေါ့နော်။ဒါမျိုးတွေလုပ်လို့မရဘူးဆိုတာမျိုးလို့မြင်တယ်။တကယ်လို့လုပ်ခဲ့တဲ့ရှိတော့ဒီအရာတွေကသူတို့စီကိုပဲတံပြန်ပြီးတော့သွားတယ်ဆိုတာမျိုးပေါ့နော်။အဲ့လိုမျိုးလို့မြင်ရတယ်။အဲ့လိုလည်းခန်းစားမိရဲ့ပေါ့နော်။ ့ဒါက group 4ရေးထားတဲ့သူများအတွက် reading ဖြစ်ပါတယ်ရှင်အခုကကြတော့ November promotion အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီ channel က subscriber 20k ပြည့်ခဲ့တယ်ပေါ့နော်ပြီးခဲ့တဲ့ October လကုန်လောက်ကပြည့်ခဲ့တာပေါ့နော်အဲ့တော့ဒီ subscriber 20k ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ပေါ့နော်ဒီ November လထဲမှာ promotion လေးတဝင်มาဖြစ်ပါတယ်အဲ့တော့ 20k ပြည့်တဲ့အထိမ်းအမှတ်နဲ့အမှန်နဲ့မလို့20% off ပေါ့နော်20ရာခိုင်နှုန်း အာရှော့ပေးမှာဖြစ်ပါတယ်အဲ့ဒါကဒီနှက်ပြန်ပေါ့နော်အခုဒီခု reading ဝတ်တင်မှာကတော့ November 5ရက်ဆိုတော့ဒီ November 5ရက်နေ့ရနေပြီးတော့ November 6ရက်နေ့ထိပေါ့နော်5 6 8လေးရက်ပေါ့နော်ဒီလေးရက်အတွင်းမှာအာ easy ကို personal reading လာမေးတဲ့သူတွေကိုဒီ20% off ပေါ့နော်20%ခိုင်းတော့ short ပြီးတော့ပေးမှာဖြစ်ပါတယ်အဲ့တော့တတ်မှတ်ချက်ကတော့တခုပဲရှိပါတယ်ဒီ EA YouTube ကလုံနာ Jupiter channel ကို subscribe လုပ်ထားရဲပေါ့နော် screenshot ကိုဒါလေးကိုပြပေးရမှာဖြစ်ပါတယ် screenshot မပြနိုင်အောင်ဆိုလို့ရှင်တော့မူရင်းဈေးနဲ့ပဲသွားမှာဖြစ်ပါတယ်ပုံမှန်ဈေးနဲ့ပဲသွားမှာပေါ့နော်အဲ့တော့အာဂျန် region လည်းရပါတယ်အာဂျန်ရောဘယ် package ကိုမစိုးအကုန်လုံးကိုပေါ့နော်20% off နဲ့ပေးမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ဒီ ခုတင်လိုက်တဲ့ဒီ reading ပေါ့နော်ဒီ reading ရဲ့အောက်မှာအာ comment မန်ခဲ့လို့ရပါတယ်ဘယ်အတွက် comment လဲဆိုလို့ရှင်တော့ November 17ရက်နေ့မှာ giveaway ပေးဖို့ရှိတယ်ပေါ့နော် giveaway ကဒီ personal reading ကိုမိကွန်း၃ခုအထိမေးနိုင်မဲ့ giveaway လေးပေါ့နော်ဒါကို၃ရက်ကို၃ရက်တည်တည်ပေါ့နော်၃ရက်ကိုအင်းဤစိတ်တိုင်းကြပေါ့နော်ရွေးချယ်ပြီးတော့အာ ကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီခုတင်လိုက်တဲ့ဒီ reading ရဲ့အောက်မှာကိုအနေနဲ့ပေါ့နော်တကယ်လို့ကန်ထူးခြင်းလဲဆိုလို့ရှိရင်ဒီ၃ရောက်ထဲမှာပါခြင်းလဲဆိုလို့ရှိရင်ပေါ့လေကိုသိခြင်းတဲ့အကြောင်းအရာတစ်ခုခုပေါ့နော်အကြံပြင်းလဲဖြစ်နိုင်တယ်ကိုရဲ့ personal တွေတော့မရေးစေခြင်းဘူးပေါ့နော်အဲ့ဒါကိုသိခြင်းတဲ့အကြောင်းအရာတစ်ခုခုကိုအောက်မှာ comment မှာရေးပေးခဲ့လို့ရပါတယ်ဤကဒီ comment တွေကိုအကုန်မြင်းနှမ်းဖတ်တယ်ပေါ့နော်မြင်းနှမ်းဖတ်ပြီးတော့ reply လဲပြန်ပါတယ်အဲ့တော့အဲ့ဒီတွေကမှသဘောကျတယ်ပေါ့နော်ဒါမှမဟုတ်အဆင်ပြေမဲ့ နဲ့ energy ကအဲ့လိုမျိုးတစ်ခုခုပေါ့နော်ချိတ်ဆက်တယ်လို့ခံစားရတဲ့ဒီ၃ရက်ပေါ့နော်အဲကန်ဒူရှင်၃ရက်ကိုရွေးပြီးတော့မှ November 17ရက်နေ့မှာဘသူဘဲဝါဖြစ်ကြောင်းကိုကြေညာပြီးပြီးတော့အဲ့ဒီနေ့မှာပဲ personal reading ဖတ်ပြီးမှဖြစ်ပါလိမ့်ရှင်အလုံးပဲအစုံကြီးပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe comment ပေးကြတဲ့အတွက်ရောကျေးဇူးများကြီးတင်ပါတယ်ရှင်။ ိစမရလုံးမဲ့ပြပြရမြဝေးကပြီးဝေရစိတ်ပါကြမှာချမ်းသာကြပါစေ။ကောင်းသောလူရင်းစံတာအမှန်တရားလည်းပြေဝါကြပါစေ။မိမိချဲ့ရတဲ့သူတွေနဲ့လည်းအတူတူစည်းလုံးကြတဲ့မမနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရရှင်။နောက်ရီတင်းများမှာပြန်ပြီးတော့ဆုံးလိုက်ကြပါအောင်ပါရှင်။